သမီးရဲ့နာမည်ကတော့မတ်တီရွိတန်စင်ပါသမီးက AGCC best team မှာတက်ခဲ့ရလူပဲဖြစ်ပါရဲ့ရှင်။ဒီဟာကတော့သမီးရဲ့မမီဒေါ်ယေစုပါရှင်။ကိဗီဒီစီဦးစားတဲ့အချိန်ကတော့မမေက online ကနေရှာရင်းနဲ့ဒီဟာအကောင်းဆုံးဆိုပြီးစဉ်းစားပြီးရှာလိုက်တာပါရှင်။ ီ program ကို KPTC မှာတက်ရောက်တာကြတော့ secondary ရတမိယအရင်တော့ KPTC မှာပဲတက်ခဲ့ရပါရှင်။အဲ့တော့ IGCSC ဆိုတော့လေဒီမှာပဲဆက်တက်လိုက်မယ်လို့ပဲစဉ်းစားရတာပါနော်။တဲ့နေတော့တွေ့မတင်ကြမှုရအားလုံးအဆင်ပြေပါရဲ့ရှင်။ ဆာမေးပွဲတော့ကတော့ practice တွေကတော့အများကြီးပဲ festival လေးကျင်တာရောပြီးတော့ဒီဆာမေးပွဲနီးတဲ့၃လခန့်မှာ intensive တွေအများကြီးလုပ်ပေးခဲ့ပါတယ်အဲ့တော့ဆာမေးပွဲတော့တော်တော် practice ဖြစ်သွားပြီးတော့အရင် ready ဖြစ်တယ်လို့ခံစားပါတယ်ရှင်ဘယ်သောတေဘမှာဒီနေ့မှာရှိပါရဲ့ဘယ်သောတေကကိုကြိုးစားတဲ့လောက်နဲ့ဖိုက်တယ်လို့ထင်ပါတယ် ီပရိုဂရမ်လေးပြီးသွားတဲ့နောက်မှာ IGCSE ရရလာတဲ့ပုံစံနဲ့အခု Uni တက်ဖို့ဆန္ဒထားပါတယ်ရှင်။အဲသူက second year အတက်တယ်ဆိုတော့လေဟိုအမဒီ IGCSE တက်မယ်ဆိုတော့လေဒီ KPTC နဲ့တောက်လျှောက်ပဲပေါ့နော်အဲ့ဒါနဲ့တက်ဖို့ဒီမှာပဲစဉ်းစားလိုက်တာမှာအများကြီးပံ့ပိုးကူညီပါတယ် ဘာဖြစ်လို့လဲဆိုတော့သူစ조사တလောက် reset ပေါ့เนาะရရဲဆိုတာနေနေအကျဉ်းနဲ့ပါတယ်ပေါ့เนาะဟုတ်ဒီ program ကိုတက်ဖို့စမ်းနေတဲ့လူတွေကြတော့ဒီစနေစာတနေ့လုံးကအရေးကြီးပါတယ်ပေါ့နော်ဒီစာတွေတနေ့စာတနေ့လုံးထားပြီးသွားရင်တော့ဒီရတဲ့ result တွေကလည်းကို satisfy ဖြစ်သွားမှာပေါ့ မှန်တကယ်တော့လေကိုယ့်ကလေးရဲ့ကြိုးစားမှုပေါ့เนาะအဲ့ဒါကတော့အရေးကြီးဆုံးပါပဲအဲဒီကိုယ့်ရဲ့ကျောင်းလေးချတဲ့အချိန်မှာလည်းဒီကျောင်းရဲ့အဲတင်ကြားမှုတွေကိုတော့အဆက်မပြတ်မိဘတယောက်အနေနဲ့လေ့လာရင်းနဲ့ပေါ့နော်ဟိုအဆင်ပြေအောင်လို့ဟိုကျောင်းရွေးချယ်တာကတော့အဆင်ပြေတယ်အဲ့ဒီမှာမှအမကတော့ KPTC ရွေးချယ်လိုက်တာကတော့အဆက်ဆက်ပေါ့နော်တင်ခဲ့တာတွေကိုကျင်းတဲ့လို့ရွေးချယ်ခဲ့တာပါဟုတ်ကဲ့ပါရှင်